ကဲဒီမှာဇော်အင်းမောင်တဲ့အခု line ပေါ်မှာဒီနေ့ဟော့နေကြတယ်ဟော့လဲဟော့စရာပြောတဲ့ပုံကလည်းเนาะဆဲကျင်စရာဖြစ်အောင်ပြောတဲ့အတွက် line ပေါ်မှာဟော့တာမထူးဆန်းဘူးကြည့်ပါ video file ရှင်သူ့ video file နေအတော်ကြီးတော်တော်များတက်လာသူ့မှာကျွန်တော်နိုင်ငံမှာအလုံးပြည်စုံပါလေရဲ့နဲ့ဒီဘာမှမဟုတ်တဲ့အချင်းချင်းတွေးစီညီညွတ်မှုစီးလုံးညီညွတ်မှုပြပြပြီးတော့တိုက်ပွဲတွေဖြစ်နေတာအင်မတန်ဝန်းနေမှုကောင်းတယ်အဲ့တော့ဒါတွေကိုမကြခင်မှာဒါတွေကိုရက်ကြတော့ရက်ပြီးတော့ စီနှောင်းညီညွတ်မှုမရှိလို့တိုက်ပွဲဖြစ်တာလားပြည်သူ့ရဲ့အာဏာကိုလက်နက်ကင်ပြီးတော့အာဏာသိမ်းလို့လက်မခံတဲ့ပြည်သူကလက်သုံးချောင်းထောင်ဆန္ဒပြတယ်ငြိမ်းချမ်းစွာနဲ့အရှိကဆန္ဒပြွားတယ်အနောက်ကအမိုက်သိမ်းတဲ့အကောက်ကလိုက်သိမ်းတယ်ဒါတောင်မှချက်ချင်းဆန္ဒထွက်ပြတာမဟုတ်တော့တုံးရဲ့တိတိအတန်ပိတ်အတန်ပိတ်တပိတ်ဆိုပြီးတော့ပြည်သူတွေကငြိမ်ပေးသေးတယ်နော်တုံးရဲ့ငြိမ်ပေးပြီးမှလမ်းပေါ်ထွက်ပြီးတော့ကိုယ့်ရဲ့ဆန္ဒကိုထုတ်ပေါ်တာ အဲ့လိုထုတ်ပေါ်တဲ့နေရာမှာလည်းဘေးခံစည်းရိုးကသွားကြဖို့နဲ့တစ်ချောင်းတော့မချိုးဘူးအရှင်းကဆန္ဒပြသွားတဲ့ပြည်သူကဆန္ဒပြတယ်အနောက်ကအမိုက်တိန်တဲ့ပြည်သူကလိုက်တိန်တယ်ဒါတမိုင်းမဟုတ်ဘူးနော်ဒီနေ့ဖြစ်နေတဲ့ပြဿနာအဲ့လိုလုံးတဲ့ပြည်သူကိုခစ်ကိုပြောင်းကြည့်ခေါင်းကိုပြစ်ဆိုပြီးရဲရဲစက်စက်ပြစ်တတ်ဟမ်ရက်ထားတဲ့ကားတွေဆိုင်ကယ်တွေရိုက်ခွဲပေကျင်းတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့တနက်နဲ့ရန်ကားနဲ့လူရန်ကားတွေကိုမခံနိုင်တဲ့အဆုံးမှပြည်သူကရရလက်နဲ့စွဲကပ်ရင်းတဲ့ ်ဒီနေ့ခေတ်အခင်းချင်းရောက်လာတာမဟုတ်ဘူးလားပြည်သူတွေထောက်တောင်းကြလို့ဒီနေ့ခေတ်အခင်းချင်းရောက်လာတာလားလက်နက်ကင်ရန်သားတဲ့ကောင်တွေကြောင့်ဒီနေ့ခေတ်အခင်းချင်းရောက်လာတာလားသမင်းစားကြီးကြီးတဲ့လူဆိုရင်လူစကားပြောလေဟုတ်တယ်မလားဘာလို့ဝပေါက်ပန်းနေတဲ့စကားပြောဖို့လဲအကောင်းဆုံးဒီနိုင်ငံတော်ရဲ့ချုံချံအာဏာကိုလိုချင်ရင်တနက်ကင်ပြီးတော်လှန်လို့မဆင်ပြေဘူးပြီးသူပဲလုပ်ရောက်လာအဲ့ဆိုရင်နေဖြစ်ခံပေါ့ အမလားတနက်ကင်ထားတာကောင်တွေဖင်ချရင်ဖင်ခံပေးပေါ့နင်မယားကိုတက်ချခြင်းနဲ့ဆိုရင်အဲဒီမယားကိုနင်ခံခိုင်းလိုက်နင်သမီးကိုတက်ချခြင်းနဲ့ဆိုရင်နင်သမီးနင်ခံခိုင်းလိုက်ဟုတ်တယ်လေအခုတော့လုံနေတာလေစစ်တောင်းထိုးတယ်မီးချို့တယ်မဒိန်းကျင်တယ်လူတက်တယ်စစ်ကိုခေါ်ခြင်းစစ်လာတယ်ကွာဆိုပြီးတော့စစ်ပွဲဖြစ်အောင်တို့တော့တော့ပြစ်တယ်သူတို့ဒေတာမှအေးချမ်းတယ်တဲ့မြို့မှာအေးချမ်းတယ်ဆိုတာကဘလူလာမပြစ်လို့လေတော်လှန်ရေးဘက်ကလာမပြစ်လို့လေတော်လှန်ရေးနယ်မြေတွေမှာစစ်ပွဲတွေဖြစ်နေဆိုတော့ဘလူသွားပြစ်လို့လေစစ်တပ်ကသွားပြစ်လို့ အဲ့ဒါဒီတိုင်းပြည်မှာဘ ᱹ ကြောင့်စစ်ပွဲတွေဖြစ်တာလေဘ ᱹ တွေပြစ်နေလို့စစ်ပွဲဖြစ်တာလေလက်တွေ့ကြကြပြောကြစမ်းပါဟမ်ငါတို့မတိစစ်ကုံမခေါ်တဲ့ဒေတာတော့အေးချမ်းတယ်တဲ့မင်းမြို့ဝပုံတွေကိုပြပြီးတော့မတိနဲ့ဟုတ်လို့တို့အဲ့ဒီမှာဘ ᱹ တွားမပြစ်လို့လေငါတို့တော်လိုင်းဘက်ကလူတွေသွားမပြစ်လို့မိလို့မြို့မှာအေးချမ်းနေတာလေဟမ်အခု suicide drone ဆယ်စီးတော့ချကြည့်ပါမြို့ပေါ်ဟမ်ရန်ကုန်မြို့ပေါ်မှာရဲစခန်းဆယ်ခုလို့တပြိုင်တည်း နော်အသေးကဒရုန်း10လုံးလို့အချိန်နဲ့ချစီရင်ဘယ်လိုဖြစ်သွားမလဲ။အော်ကြဟိတ်ကြသွေးမပြည့်ကြိုက်တယ်လို့ပြော။ပေချင်းသွားနဲ့မတကြိုက်ကြိုက်တယ်လို့ပြော။လှုပ်လို့ရတယ်။ပြည်သူထိမှဆိုလို့တော်လှန်ဘက်ကလူတွေမလှုပ်တာ။အဲ့တော့မြို့တွေမှာအေးချမ်းနေတာတော်လှန်ဘက်ကကောင်းလို့အေးချမ်းတာ။နေရီမှာတိုက်ပွဲဖြစ်နေတာဒီစစ်ခွေးတွေတော်ပြည့်လို့ဖြစ်နေတာ။အဲ့ဒါအမှန်တရားပဲဂတိရှိတရား။အဲ့တော့အဲ့ဒီရှိတရားကိုဖုံးပြီးတော့ဒီလိုဖာကောင်းတဲ့ဖာရမတွေကဗယံပတာပောက်ပန်း40ထွက်ပြောဟမ်ရောက်မှကြက်ဥတိုက်တဲ့ဟာတွေ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည့်လိုက်ပြည်သူလူထုပဲဒုက္ခရောက်သွားတယ်နော်။အော်တိုက်ပွဲဖြစ်ပါလေဆိုတော့ပြည်သူကထိုင်ပြီးတော့ရက်ခတ်ပြီးသမင်းစားနေလို့ရမလားလို့တိုက်ပွဲဖြစ်ကြပြီဆိုတော့ကပြည်သူဒုက္ခရောက်ပြီပေါ့။အဲ့ဒါလို့ပြည်သူဒုက္ခမရောက်အောင် အမျိုးသားရေကြားစီရေးဆိုတဲ့မူဝါဒကိုဒေါ်အောင်ဆန်းစုကြည်ကကင်ဆွဲလာခဲ့တာ။ဖေဖေတီထောင်ခဲ့တဲ့တက်မတော်ကျမနဲ့မောင်နှမပါလို့လူအစဲခံပြီးတော့အဲ့ဒီအမျိုးသမီးပြောခဲ့တာအလဟတ်ပြောခဲ့တာပေါ့ဘူး။မင်းပြောတဲ့အဲ့ဒီပြည်သူဒုက္ခရောက်မှာဆိုလို့ပြောခဲ့တာ။ ဒါပေမဲ့မိမဲ့လေးတွေဟာအဲ့ဒီပြည်သူမျက်နှာကိုကြည့်ခဲ့ရင်ဒလိုအာနာသိမ့်စရာအကြောင်းရှိမရှိဘူးလေဟမ်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာတိုးတက်နေတဲ့တိုင်းပြည်လေအရှုံးကိုအရှုံးလို့ရင်ဆိုင်လက်ခံရဲရင်တိုင်းပြည်ဟာဒီနေ့အခင်းချင်းရောက်လာစရာအကြောင်းရှိလားကဲလက်ရှိ2030မှာတက်ဖို့ပါတီဟာမဲရှုံးတာသူတို့ပြောလို့မဲလိမ်မဲခိုးလို့ရှုံးတာလားပြည်သူမရွေးချယ်လို့ရှုံးတာလားမင်းတို့လည်းသိတယ်ငါတို့လည်းသိတယ်ပြည်သူလည်းသိတယ်တက္ကပါလုံးလည်းသိတယ် တောင်ဆောက်ရှက်မရှိအောနေတာရှက်စရာကိုရှက်စရာကောင်းမှတိကြပါတော့ဟမ်တိုင်းပြည်လည်းနားနေပြီဘာမှဖြစ်မလာဘူးဟွန်းနော်ဘာမှဖြစ်မလာဘူးဆိုအာနာရဝါကြီးလားမေးချင်တယ်ကွာဒီတော်တိုင်းရေးဘာမှဖြစ်မလာဘူးဆိုအာနာရဝါကြီးလားဟုတ်နော်အဲ့ဒီစကားခဏခဏပြောတယ်လက်ရှိမြန်မာနိုင်ငံအခင်းချင်းကိုကြည့်လိုက်ပါဒီမိုစီတိုင်းပြည်ရွက်ောက်ပွဲလုပ်တယ်အာနာမရလို့မဲသိမ့်တယ်အဲဒါမဲမနိုင်လို့အာနာသိမ့်တယ် အာနာသိမ့်တဲ့အချိန်ကဘ누구ကအာနာသိမ့်တယ်စစ်တပ်ကအာနာသိမ့်တယ်စစ်တပ်ကအာနာသိမ့်တဲ့အချိန်မှာဘ누구ကိုသိမ့်တယ်ပြည်သူကိုသိမ့်တယ်ပြည်သူရှိမှဘာရှိတယ်လီးတစ်ချောင်းနဲ့စက်ပတ်တစ်ပြားပဲရှိတယ်ဟမ်ဘာမှမရှိဘူးဒို့ရေးဆိုပြီးလက်သုံးချောင်းထွက်ထောင်တာဘာလောက်သေးပါတော့မရှိဘူးဒါပေမဲ့အာနာသိမ့်တဲ့စစ်တပ်ရှိမှဘာရှိတယ်စစ်တီအင်အား9သိမ့်ရှိတယ်နော်ကြီးရဲလေတပ်မတော်ကြီး3ရက်ရှိတယ်အဲ့ဒီမှာခမိလက်နက်တွေရှိတယ်ခမိ drone တွေအဲတိုက်လေရင်ဂျက်လေရင် M95 တွေအဲအခုဆို M97 တော့ပေါ်တော့ဝယ်လာပြီဟမ် ဒါတွေအကုန်ရှိတယ်ရင်ကုန်တင်မောအစားရှိတယ်တိုက်ချင်းပြစ်တွေရှိတယ်ဟမ်လက်နက်စက်ရုံတွေရှိတယ်နိုင်ငံရဲ့ဘတ်ဂျက်တွေရှိတယ်ဝင်ငွေရောင်းဝယ်ရတာတွေရှိတယ်အဲ့လိုရှိတယ်ရှိတယ်ဆိုတဲ့အဖွဲ့ကြီးကဘာမှမရှိတဲ့တပြားနဲ့တစ်ချောင်းပဲရှိတဲ့ပြည်သူကိုအာဏာသိမ်းတာငားနှစ်ရောက်လာပြီမင်းတို့တိမ့်နိုင်နေပြီလားမတိမ့်နိုင်သေးဘူးမလားအေးမတိမ့်နိုင်ဘူးဆိုတဲ့အဲ့ဒါတော်နိုင်ရင်ဘက်ကအောင်မြင်နေတာပဲမှတ်လားရှင်းနေတယ်လာလာကြည့်လားတက်တဲ့ကောင်လာကြည့်ဟမ်တော်နိုင်ရင်ဘက်ကမအောင်မြင်အကုန်တိမ့်သွားပြီပါသွားပြီ မင်းရောက်နိုင်အခုတော့ဆိုတောက်ထုတ်နေပြီသဲဆိုတဲရှင်းဆိုရှင်ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်လုံနေပြီအခုမင်းရောက်နိုင်မပြောနဲ့စစ်ခွေးတဲ့ယူနီဖောင်းဝတ်ပြီးယူရဲထွက်ရဲလားဟမ်ငါစစ်ဘိုးပါငါကိုစောက်သားဝါခဲ့တဲ့ကိုမင်းကိုလိုးတယ်အခုထွက်ပြီးတော့ရွာထဲမှာထွက်ပြီးလူဘဝရဲတာငါနယ်ထဲမှာကွာဆိုစိုက်နေတပင်းပင်းနဲ့နော်လိုင်းကြီးလိုက်ကောက်ဖဲကြီးလိုက်ကောက်ဖာကြီးလိုက်ကောက်တဲ့ကောင်တွေအခုငါနယ်ထဲမှာကွာဆိုလှုပ်ချင်ရင်လှုပ်လို့ရသေးလားဟမ်အေးအဲ့လားပဲအဲ့တော့မင်းတို့နိုင်တယ်လားမမင်းနဲ့တိလားမင်းတို့ကိုကိုစောက်စွေကိုကိုကြည့် ကိုစောက်စင်းကဘယ်အဆင့်ရောက်နေတယ်အဲ့ဒါဆိုရင်ဒီကောင်လေးနိုင်နေလို့တတ်မှတ်တာနော်အဲ့ဒါအဲ့ဒါပဲစကားတွေအများကြီးပြောနေတာမလို့ဘူးနော်နှစ်ပေါင်း80နာရီလာနော်တိုင်းရင်းသားလေးလက်နဲ့ကင်ပုံကန်တော်နဲ့တိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှမဖြစ်မဖြစ်လာဘူးကွာနိုင်ငံရေးသမားတယောက်ကပြောရမယ့်စကားတွေမဟုတ်ဘူးလေကွာတိုင်းရင်းသားနိုင်ငံဖြစ်တယ်နိုင်ငံတစ်ခုထူထောင်တယ်ဆိုတာလွတ်လွတ်ကူကူရတဲ့အရာမို့လို့လားလက်ရှိတိုင်းရင်းသားတွေကဘာကိုအခြေခံပြီးတိုက်နေကြတာလဲ နော်ဗမာတကြက်ကရင်တကြက်ဆိုတဲ့ကရင်တွေပြောခဲ့တဲ့စကားလိုပဲနော်ဖက်ဒရယ်တိုင်းပြည်ဖြစ်အောင်ဖက်ဒရယ်မူတွေဖြစ်အောင်နော်လက်ရှိမြန်မာပြည်မှာစံဖို့ပါတီကနော်နေရာဝင်ယူတယ်25ရာခိုင်နှုန်းကအော်တိုနေရာယူတယ်လွတ်တော်ထဲမှာလွတ်တော်တည်းဒီအချိန်ကဥတွေပြင်ဖို့အတွက်87အရာခိုင်နှုန်းရမှနော်အခု96ရာဂိုင်းနှုံးရမှဆိုတဲ့ဟာတွေရှင်းချင်းပြောရင်စစ်တပ်ကထောက်ခံမှအခြေခံဥပဒေတည်ရမယ့်ဟာတွေဒါတွေကဖက်ဒရယ်မူတွေမဟုတ်ဘူးလေ အဲ့ဒါတွေရပြီလားမင်းတို့တောင်းလာခဲ့တာရပြီလားနောက်တစ်ချက်နောက်တစ်ချက်ကနော်တိုင်းကားနေလောက်လာတာဘာမှမဖြစ်ဘူးတစ်ချိန်ကနှစ်ပေါင်း60လောက်တော်နံခဲ့တဲ့တော်နံရေးအချိန်အနည်းရေချိန်နဲ့ဒီနေ့27အခင်းချင်းရေချိန်နဲ့တူလား27လုံမျိုးပြည်သူတရက်လုံးဒူးနဲ့ဒေပါဝင်နဲ့တော်လှန်ရေးမျိုးမင်းတက်တဲ့မင်းမေတက်တဲ့မင်းဖေတက်တဲ့မြင်မှုခဲ့ပြီလား27အခု27လုံမျိုးလူလူတရက်လုံးတော်လှန်နဲ့တော်လှန်ရေးမျိုး မြမသမိုင်းမှာမင်းတက်တက်ပေးတယ်မင်းတို့ငါတို့လည်းကြီးတယ်နော်မင်းမဲ့လင်တက်တက်ပေးတယ်မင်းဖေတက်တက်ပေးတယ်နော်နေမှုခဲ့လားအခု27လုံမျိုးလူထုတရက်လုံးပါတဲ့အုံထွက်မှုနော်ငါနေရှိသွားပြီနော်ဒီနေ့ချိန်ထိပြည်သူကလုံးဝသွေးမရသေးဘူးမြင်မှုခဲ့လားအေးအဲ့လိုတွေကမတူတဲ့ဟာကိုလာမနိုင်ရှင်နဲ့နော်ဒါနိုင်ငံရေးဓမ္မတယောက်ပြောမဲ့စကားတော့မဟုတ်ဘူးပေါက်ပန်း50လမ်းမင်းစင်တယ်ဘာဖြစ်သွားတယ်လဲ မွေးတယ်ဆင်းရဲတယ်ပညာမတတ်ဘူးပညာမတတ်လို့ဆင်းရဲတယ်ဆင်းရဲလို့ပညာမတတ်ပညာမတတ်လို့ဆင်းရဲဆင်းရဲလို့ဒုက္ခရောက်အဲ့လိုမုံမှုဆက်ကူကန်အဘဘာလို့ပညာမတတ်တာလဲဆင်းရဲလို့ပညာမတတ်တာโอเคအဲ့ဒါဆိုရင်အဲ့ဆင်းရဲတဲ့နေရာတွေကိုပညာတင်လို့ရအောင်ချုပ်တောင်းဝင်ယူပေးမယ်ခမားစစ်တပ်ဘက်ကဘာမှမနှောက်ရှက်ပါဘူးအာမခံတာဟမ်အာမခံတာအဲ့တော့ဆင်းရဲလို့ပညာမတတ်တာလားစစ်တပ်ကပညာတတ်မပေါ်အောင်လို့နှိတ်ကုတ်ထားလို့ပညာမတတ်တာလား ဟမ်အခုစစ်ပေးရှောင်းဒေတာနေမှာစာတင်ချောင်းပွားဆောက်ပြီးလို့ရတယ်အဲ့ဒီစာတင်ချောင်းဘုံမကျဲပါဘူးခမရအာမခံမလားအဲ့ဒီစာတင်ချောင်းစစ်တောင်းထိုးပြီးမီးမလျှော့ပါဘူးလို့ခမရအာမခံလားခံတယ်ဆိုရင်ဘာလုပ်ပေးမယ်ဟမ်ဘာလို့လဲလာကျွန်တော်ကိုယ်တိုင်ဦးစီးပြီးလုပ်ပေးမယ်လက်ရှိတိုင်းညာဒေတာစစ်စစ်ပွဲဖြစ်တဲ့ဒေတာတွေမှာစာတင်ချောင်းတွေလိုက်ဆောက်ပေးမယ်ပညာတတ်ဖို့အတွက်ဒါပေမဲ့အဲ့ဒီစစ်တပ်ကယုံမာလာမဲ့အရာအမှန်မြောက်ခမရတောင်းဝင်ခံတာကဲ ဲ့တော့စင်းရဲလို့စာမတက်တာလားစစ်တက်ဒုက္ခပေးနေလို့စာမတက်တာလားရှင်းရှင်းလေးဟမ်စင်းရဲလို့စာမတက်တာဘူးဆိုလို့ရှိရင်လာရတဲ့နိုင်ငံတကာအလှူရှင်ရှာပြီးတော့စာတင်ကြောင်းနဲ့အခုချက်ချင်းစောက်လိုက်အခုချက်ချင်းရတယ်ဒါပေမဲ့အဲ့ဒီစာတင်ကြောင်းကိုဘုံမကျဲဘူးလို့ဘလူအာမခံတယ်ဟမ်မင်းတို့အာမခံတာဘလူအာမခံတယ်အခုပြောနေတဲ့အမောင်အရင်တန်းတန်းပြောဒီလူအာမခံတာဟမ်အဲ့ဒါပဲ ကိုထင်ရကိုပြောလို့မရဘူးပဂတိရှိတရားနဲ့ကိုပြောတဲ့စကားနဲ့ကိုက်ညီတာမကိုက်ညီတာကိုယ့်ကိုနှိုင်းရှင်နော်လူဟာပညာတတ်တာတွေမတတ်တာတွေခဏထားလိုက်အောင်ကိုပြောတဲ့စကားတစ်ခုံးဟာပဂတိဖြစ်ပြက်နေတဲ့ပဂတိရှိတရားနဲ့ဘလောက်ညီမျှလဲဆိုတာကိုယ့်ဟာကိုအုံနှောင်းနဲ့အရင်နှိုင်းရှင်တိလာစွတ်ပြီးတော့ကိုပြောချင်တာစွတ်ပြောလို့မရဘူးအဲ့ဒါကဒီနေ့ကျွန်တော်ရက်ဖို့ကောင်းပြီရက်သိတော့ပြောလို့မရနိုင်မရနိုင်တော့ပြောရက်ရှင်လားဟုတ်လားစစ်ပေါ်လေးရက်ရှင်မရနိုင်တော့ပြော ဟမ်မင်းအောင်နိုင်ရက်လိုက်တာနဲ့ဒီနေ့ရက်ဒီနေ့ရက်ဟမ်ဘာဖြစ်လဲမင်းအောင်နိုင်နဲ့ဟိုးအောက်မှာရေးဖိတ်သားတွေနဲ့ဖြစ်တယ်ဟိုတနင်္လာနေ့တိုင်းသားတွေနဲ့ဖြစ်တယ်မွန်ပြည်နယ်သားတွေနဲ့ဖြစ်တယ်ကရင်ပြည်နယ်သားတွေနဲ့ဖြစ်တယ်စကိုင်းတိုင်းသားတွေနဲ့ဖြစ်မကွေးတိုင်းသားတွေနဲ့ဖြစ်တယ်ပဲခူးတိုင်းတွေနဲ့ဖြစ်တယ်ဟမ်အခုကချင်ပြည်နယ်သားတွေနဲ့ဖြစ်တယ်ရှမ်းပြည်နယ်သားတွေနဲ့ဖြစ်တယ်ကယားပြည်နယ်တနင်္လာလုံးပတ်ဖြစ်နေတယ်သူတယောက်တည်းလေအဲ့တနင်္လာလုံးလိုက်ပြောနေရမှန်လားသူတယောက်တည်းကိုပြောလိုက်ရင်မှန်လား ဲ့တော့တနိုင်ငံလုံးမှာတိုက်ပွဲရရှိရင်တနိုင်ငံလုံးနဲ့ပတ်ဖြစ်နေတဲ့အဲ့ဒီမအေလုံးတွေကိုရက်ခိုင်းအဲ့ဒါရှင်းနေရောတကယ်မင်းတို့တိုက်ပွဲတကယ်ရက်ခိုင်းခြင်းလားလွန်လွန်လေးတနိုင်ငံလုံးကိုလိုက်ပြီးတော့လူဦးရေများစွာအဖွဲ့အစည်းများစွာလိုက်ပြောရလာမလို့ဘူးအဲ့ဒီတနိုင်ငံလုံးကိုစောက်ပြစ်တနာလိုက်ရှာပြီးတော့လိုက်ပြီးပြစ်နေတဲ့အဲ့ဒီမအေလုံးစစ်ကွေးတွေကိုရက်ခိုင်းလိုက်အဲ့ဒါတစ်ချက်တည်းပြီးတယ်တခွန်းတည်းပြီးတယ်အေးရက်ခိုင်းနိုင်တဲ့ပါဝါရှိရင်ပေါ့စောက်စစ်ရှိရင်ပေါ့ နော်အဲကိုကတော့အဲ့ဒီရက်ခိုင်းရမဲ့ကောင်ကိုရက်ခိုင်းဖို့ပါဝါရှိဖို့နေတဲ့ဒီကောင်တွေကိုဘောပြန်စုပ်နေရတဲ့ကောင်ဆိုရင်တော့လေဘယ်ဟမ်းပတာစကားကြီးထပ်ထပ်ပြောကြပေါ့ဟုတ်တယ်နော်ဒါတော့ကိုယ့်စင်ကိုတီးကြပေါ့နော်အဲ့တော့ပြောပြန်ရင်လည်းငါ့ကိုလူညွန်းတယ်နော် message ကိုပေးလို့ဒီ NCA 70ရဲ့ခန်းက NCA ကိုပြန်ပြီးတော့ဟောလုတ်လိုက်သလိုပဲ အင်ဂျင်ကိုတိုးလိုက်တာအင်ဂျင်တိုးတာဒရဒရဒရတိုးတာအင်ဂျင်ကိုဟမ်ကောက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 ်တိုးတာလုံးမပါတော့တတ်တဲ့ကြည့်မှာအင်ဂျင်ကိုတိုးတယ်အမလေးဘာအင်ဂျင်ကိုတိုးတာမဟုတ်ငါမေးပါဦးကမင်းတို့လေအဲ့ NCO လေကျိုးနေတဲ့တူတွေငါမေးပါဦးမယ် NCO ဆိုတော့ပါလေအပြစ်ခတ်ရက်စဲရေငိမ့်ချိုင်းတဘောတူစာချုပ်နာမည်ကပါလေအပြစ်ခတ်ရက်စဲပြီးတော့ငိမ့်ချိုင်းရေးတွေရတဲ့ရရမယ်တဘောတူစာချုပ် โอเคไอ้สาจုပ်ကိုลาเฮ้အကုန်တဘောတူပြီးလက်မှတ်ထိုးလိုက်ပြီးလက်ခံလိုက်ကြပြီပေါ့အဲ့ဒါဆိုရင်အပြစ်ခတ်မှုတွေကတဖြည်းဖြည်းနဲ့ယော့လာမှာလားတိုးလာမှာလားယော့လာမှာဟုတ်တယ်เนาะ NC တစ်နှစ်ပြည့်တာနဲ့အရှိတနည်းနဲ့နောက်တနည်းပူရော့လာရမယ်ပူငိမ့်ချမ်းလာရမယ်မဟုတ်ဘူးလားအခု NCA ဟာ NCA လက်မှတ်ထိုးပြီးတဲ့အချိန်နဲ့အခုရောက်နေတဲ့အချိန်နဲ့ဘယ်ဟာကပုံပြီးငိမ့်ချမ်းမှုရော့လာတာတိုးလာတာတတိုင်းကလုံးစစ်မဖြစ်တဲ့နေရာမရှိတော့ဘူးအဲ့တော့ NCA ကအကျုံးဝင်တာမဝင်ဘူးလားအဲ့ဒါ လူတွေက NC အကျုံးဝင်တော့ပြောဆိုအဲ့ဒါကိုပြောတာဒါကိုစောက်ဘူးမတိဘမ်တိဟိုစောမြလင်းရအဲရှိသေးတယ်တရားအဲစောမြလင်းတရားဘာဖြစ်လဲအဲလူပုပ်ကွာတဲ့ NCO ရက်တယ်လို့ပြောတိုင်းမရက်ဘူး NCO ထိုးထားတဲ့အတိတ်တည်းတည်းအကောင်အတက်ရှင်နေတယ်တဲ့အကောင်လူရှိတည်းတယ်ဩအဲ့ဆိုခင်ဗျားတို့က NCO ရဲ့စာရွက်ပေါ်က NCO ပေါ့ဟုတ်လားရှက်စရာရှက်စရာကောင်းမှမတိဖြစ်နေကြတာဟမ်လူပုပ်ကတွေရှိလို့မကလို့ငုတ်တော့ပဲထိုင်းနေပါသေးလေနေတော့လောက်ထားတဲ့စောက်လောက်ကစောက်ရမဝင်တာစောက်ရမဝင်တာဩ ဟမ်အပြည့်ရဲ့ဖိငင်းချင်းလက်မှတ်ထိုးတယ်ဓမ္မတတိုင်းညီလုံးထချနေတယ်အဲ့ဒီလက်မှတ်ပွဲကတန်မိုးရှိတာမရှိဘူးလားနင်တို့ကနင်တို့လူသေးလို့မကတော့အဲ့ဒါနင်တို့ကြောက်ဟမ်လက်မှတ်ထိုးပွဲကဘာဖြစ်တယ်လက်မှတ်ထိုးထားတဲ့အရာကြီးကဒီဘက်မှာဘာမှသုံးစားလို့မရတော့တတိုင်းညီလုံးစပြီးစစ်မှတ်ဖြစ်နေတာလေအဲ့ဒါကိုဂုံယူစရာပြီးတော့ဖန်စီရလူပုတ်ကိုဖြတ်လို့မပြတ်ဘူးတဲ့အမေဟုတ်တော့ဟုတ်နေတယ်သူ့အတူအင်ဂျင်နှိုးလိုက်တယ်နော်ဒီမှာအင်ဂျင်နှိုးပြန်လောက်ပါလေဘုရားနေပါလေနော်ဒီ EO တွေကိုဖိတ်ခေါ်ထားတယ်လာပြီးတော့ เนาะအလင်းဝင်ပါเนาะအလင်းဝင်ရမယ်နိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရမှာမနိုင်ငံတော်ဆိုတော့ပါတယ်ငါမသိလို့မေးပါဦးမယ်အခုမင်းလုံးနေတဲ့အဲ့ဒီမင်းအောင်နိုင်တော့နိုင်ငံတော်လားဟမ်လက်ရှိစစ်တပ်ကစစ်ကောင်းဆောင်နေနိုင်ငံတော်လားဟမ်နိုင်ငံတော်ဆိုတာတော့ဘာမှမသိတဲ့အောက်တန်းသားတွေမှတ်ထားနိုင်ငံတော်ဆိုတာပြည်သူကိုကိုစားပြုတာဘယ်เนาะယွာတေးယွာရှေ့ခေတ်လူတွေလူ50ယောက်လာစုတယ်เนาะတဲစုလေးတစုနေကြတယ် အဲ့တဲစုလေးကနေအိမ်တွေထပ်များလာတယ်ရွာလေးတွေရွာဖြစ်လာတယ်ရွာလေးတွေရွာရင်ဘာဖြစ်လဲမြို့လေးတမြို့ဖြစ်လာတယ်အဲမြို့ခက်ကအရင်ခက်ကဆိုဘရင်နေရွာသားတွေစသဖြင့်ဩအဲ့ဒီမြို့ကိုကာကွယ်ဖို့အတွက်ဘာလုပ်လဲမြို့ဆောက်တပ်လက်နက်ကိုင်အားကောင်းမောင်းနှံရှိတဲ့သူတို့လက်နက်သက်ဆိုင်ပေးပြီးတော့မြို့ကိုကာကွယ်ခိုင်းတယ်ဟမ်အဲ့ဒီရရင်တစ်စစ်နိုင်ငံတော်ဖြစ်လာတယ်အဲ့တော့နိုင်ငံတော်ဆိုတာနိုင်ငံအောက်ချုပ်တဲ့ကောင်တွေကိုကိုစားပြုလာလားအဲ့နိုင်ငံမှာနေထိုင်တဲ့ပြည်သူကိုကိုစားပြုလာလားဟမ်မင်းတို့နိုင်ငံတော်ဆိုတာကမင်းအောင်နိုင်ငံတော်ထင်းနေတာကျူကျူလက်ဆောက်ဖောင်းမအောင်နိုင်ငံတော်ထင်းနေတာ နော်တကတိအရှိတရားရဲ့ပကတိအရှိတရားနိုင်ငံတော်ဆိုတာပြည်သူကိုပြောတာနော်အဲ့ဒါလေးကိုနားလည်အောင်လုပ်ကြတိုင်းပြည်အုပ်ချုပ်တဲ့ကောင်နိုင်ငံတော်မဟုတ်ဘူးတနိုင်ငံကျွန်းနိုင်ငံတော်အာဏာကိုလိုချင်ရင်နိုင်ငံရေးပါတီထောင်လို့ထောင်လို့တော်လည်းကောင်တတိပုပ္ပလအနေနဲ့တော်လည်းကောင်ဝင်ရောက်ရှင်းပြပါမင်းအာမခံဟုတ်လားအဲ့လိုခင်ဗျားအာမခံနော်ဦးနုလက်ထက်မှာမွန်လက်နက်ကရင်ဖွဲ့တယ်နော် အာနာလိုချင်အခုဝါကိုပြောနေဘာဖြစ်လဲဝါပြီနဲ့လိုချင်ရင်ရာပြည့်ပြောတဲ့စကားရှိတယ် NDA မှာဝါပြီနဲ့လိုချင်ရင်လည်းလွတ်တော်တဲ့အလားတောင်းတဲ့အဲ့ဒီစကားကိုဥလူလက်ထက်မှာလည်းမွန်လက်နက်ကင်အဖွဲ့တွေပြောခဲ့ပြူသွားပြီးမွန်လက်နက်ကင်အဖွဲ့တွေအဲ့ဒီစကားကိုယုံပြီးလက်နက်ချလိုက်တယ်လွတ်တော်တဲ့ရောက်သွားတဲ့အခုဒီနေ့ချိန်ထိမွန်ပြီနဲ့ဘာဖြစ်လာလဲနော်ခင်းဆက်ဆက်လိန်ခဲ့တဲ့ဟာတွေပြန်ကြည့်လိန်ခဲ့တဲ့ဟာကိုပဲထက်ချင်းတလဲလဲလိန်နေတာကိုဒီလိန်ခံထိတဲ့လူတွေကလိန်ခံနေရဆိုရင်လိန်တဲ့လူတွေအပြစ်မဟုတ်တော့ဘူး နော်အဲ့ဒါစင်ပြန်ကြည့်ဒါ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 အုန်းနုနဲ့ဒီမွန်နဲ့တက်ကန်အဖွဲနဲ့အာတခုတည်းပြလေးတယ်နော်အာဖတ်ထီလာဒီမှာပခုံးဖက်ပြီးဟိုမှာသွားပြီးအုန်းနှိုင်းချတဲ့ဟိုင်မပါသေးဘူးဟမ်ရှင်ပြန်ကြည့်တော့နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတာဖြုတ်တိုးတဲ့တိုးတဲ့ကြောင်းဝင်းရောက်လောက်ကန်ပါတနတ်ကန်ပြီးတော့တော်ထန်လူကာတော်လူတွေသေးတာပဲဖတ်တယ်အေးအဲ့ဒါငါတို့ပြောမယ်လက်နှက်ကင်ပြီးတိုင်းပြည်အုပ်ချုပ်လို့ရတော့တိုင်းပြည်ပြက်တာပဲအဖတ်တယ်မယ်နော်မင်းတို့ပြောတာမှန်တယ် လက်မမားတယ်မပြောဘူးတနက်ကင်ပြီးတော်နှံလို့လူတွေသေးတာပဲဖတ်တယ်မယ်နော်โอเคလက်နက်ကင်ပြီးအုတ်ချုပ်ရင်လည်းတိုင်းပြီးပြက်တာပဲဖတ်တယ်မယ်အဲ့ဒါရှင်းရှင်းလေးပဲနော်အဲ့တော့လက်နက်ကင်ပြီးအုတ်ထုတ်တဲ့လူတွေကိုအရင်သားရမလားလက်နက်ကင်ပြီးတော်နှံတဲ့လူတွေကိုအရင်သားရမလားဓမင်းစားတဲ့အုံတော်လူစဉ်းစားကြပါဒီနိုင်ငံမှာလက်နက်ကင်ပြီးအုတ်ချုပ်တဲ့လူတန်းစားရဲ့လက်နက်ကင်ပြီးတော်နှံတဲ့လူတန်းစားရဲ့နှစ်ခုရှိနေတယ်အဲ့တော့ဘယ်ဟာကိုအရင်သားစီးမလဲဟမ်တော်နှံတယ်ဆိုတာအုတ်ထုတ်တဲ့လူရှိလို့ ုပ်ချုပ်တဲ့လူကိုအရင်သားစည်းလိုက်ရင်တော်လှန်တဲ့လူဆိုတော့ငြိမ်သွားမယ်တော်လှန်တဲ့လူကိုအရင်သားစည်းမယ်ဆိုရင်ဒီအုပ်ချုပ်တဲ့လူကိုဘယ်လိုထိမ့်မလဲနော်ဒိဋ္ဌိရှိတဲ့စကားကိုပြောလေဟုတ်တယ်မလားခင်ဗျားတို့လည်းလူတို့ကိုယ်ကိုတတ်မှတ်တယ်မလားဟင်ဘယ်တော့မှနိုင်ရင်အားမရနိုင်အဲ့ message ကိုပေးလို့ပါလေနောက်တစ်ခုကအဲ့ဒါဆိုရင်ကဘာပေါ်ကအဲ့မခဏလေးခဏလေးခဏလေးအဲ့ခဏလေးပထဝီနိုင်ငံလေးခဏလေးပါဩဟဲ့ကဘာပေါ်မှာပထဝီနိုင်ငံကြီးခဏလေးဟိုတမိုင်းနိုင်ငံကြီးကိုပြန်ကြည့်အဲ့ဒါဆိုရင်လက်နက်ကင်ပြီးစန့်ချင်တော်နံနဲ့ တော်နိုင်မှန်တယ်မအောင်မြင်တော့ဘူးလားအဲ့တော့ကဘာပေါ်ကအောင်မြင်ခဲ့တဲ့လက်နက်ကင်တော်နိုင်ရေးတွေကဒါအတုရောက်နေတာဟုတ်လားအဲ့တမိုင်းကြီးအတုနေတာဟမ်လက်နက်ကင်တော်နိုင်ရေးတပြားတော်နိုင်ရေးတို့ဒီဘက်ခစ်မှာဒါဒါဒီဘက်ခစ်ပြောပါဘူးနော်စစ်ခစ်တွေကစပြီးတော့ဟမ်အာရတော်နိုင်ရေးတွေဆိုကြည့်အာရတော်နိုင်ပြီးတော့ကအာရနိုင်ကဘယ်နှခုကိုကူးလောင်ခဲ့တယ်နော်အရှိမကဘာတမိုင်းတော်နိုင်ရေးတွေအများကြီးရှိပါတယ်အဲ့ဒါတွေအားလုံးကနိုင်ခဲ့တဲ့တော်နိုင်ရေးတွေအောင်မြင်ခဲ့တဲ့တော်နိုင်ရေးတွေကမဟုတ်ဘူးပေါ့အဲ့ဒါဆိုဟမ်အဲ့နောက်ဆုံး ဒီ BNN เนาะဒါလက်နှက်ကင်ပြီးတော်လှန်တာပဲလေဟမ်သူများနိုင်ငံလာပြစ်တာနဲ့ကိုယ်နိုင်ငံချင်းပြစ်တာပဲกว่าလေအတူတူပဲအဲ့ဒါလက်နှက်ကင်ပြီးတော်လှန်တဲ့လမ်းစဉ်မအောင်မြင်ဆိုရင်အဲ့ဒီကဘာတပိုင်းမှာအောင်မြင်ခဲ့တဲ့လက်နှက်ကင်လမ်းစဉ်တွေอ่ะအဲ့ဒါအလိညာတွေလားဟုတ်လားဟမ်ဒုက္ခပါပဲလေ့စဉ်နေခဲ့ပြီတော့อืมဒီမိုကရေစီဒီပြည်လျင်လူတွေသိစိတ်ဝင်တာတော့အဓိကက national interest မျိုးသားအကျိုးစီးပွားပုံစံကြည့်ရဒီ on in trump 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 ရဲ့ သတင်းတွေလောက်ပဲကြည့်ပြီးတော့အမျိုးသားအကျိုးစီးပွားလောက်ပဲအော်နာဖြစ်မှဒီလိုอ่ะအဲ့တော့အမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့အားလုံးကကျွန်တော်တို့ solid unity unity စုစည်းတဲ့ system ကခေတ်စားတာခေတ်စားဒါကြောင့်ကျွန်တော်တို့ခု NATO ဖွဲ့တယ် NATO ပြီးကြောက်ကြောက်ဖို့အဲ့တော့ကျွန်တော်ပြီးမင်းမောင်ကောင်းအဲ့လိုလားနေတို့တော့ပါရုပ်ရှင်ရည်ကောင်းတယ်လေဟုတ်တယ်ခဏပြောဖန်နေ င်းစတက်ငါငါစိတ်ညစ်တယ်ကွာသူတို့ support တွေတို့နိုင်ငံရေးမှာဘယ်တော့မှရှိနေကြပြီလဲလို့ကျွန်တော်တို့လည်းလေဒါကျွန်တော်ကျွန်တော်အကောင်းပြောတာဘာကောင်းမှမဟုတ်ဘူးတာမန်ပြည်သူတွေကနိုင်ငံတစ်ခုရဲ့ပြည်သူတွေကလူတယောက်အစင်ပဲရှိတယ်နိုင်ငံတစ်ခုရဲ့ကူးဆောင်ပိုင်းမှာရောက်တဲ့နိုင်ငံရေးသမားတွေနဲ့အဝေးဒါကိုယ်တွေနဲ့အများကြီးလမ်းဝေးတယ်လို့တတ်မှတ်ထားတယ်အဲ့ဒါမဲ့တာမန်ပြည်သူတယောက်အနေနဲ့ကြည့်ရင်တော့မှစောက်ဘောတွေလို့မြင်နေရတဲ့လူတွေက ခင်ဗျားတို့ကျွန်တော်တို့ခေါင်းပေါက်တက်နေပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့မှာမပါဖို့လုပ်နေကြတာဟမ်စဉ်းစားကြည့်အဲ့ဒီနိုင်ငံမှမပြတ်ရင်ဘယ်နိုင်ငံပြတ်မှာလဲကျွန်တော်တို့အနေနဲ့ကခဏကပြောသလိုနိုင်ငံရေးသမားတွေဆိုကိုယ်တွေလိုက်မမီတဲ့ခေါင်းတွေဖြစ်နေရမယ်ကိုယ်တွေမတွေးနိုင်တဲ့အတွေးတွေသူတို့တွေးနေရမယ်ကိုယ်တွေမမြင်နိုင်တဲ့အမြင်တွေသူတို့မြင်နေရမယ်အဲ့လိုဖြစ်ခိုင်းချင်တာကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးသမားတွေဆိုတာအခုကပေါက်ပန်း40တွေတို့ဘာဘာဟာတာကားချက်ကောက်ကိုချတယ်ဟမ်နေတော့ဘာကြောက်ကြောက်ဟိုးတော့ဘာလို့ကောက်လဲဟုတ်လားဟမ် အာဒုက္ခပဲနော်တော့ကျွန်တော်တို့အဲရှန်ဟိုင်းပူပေါင်းဆောင်ရွက်မှုဖွဲ့ဓာတ်တို့တွေကနိုင်ငံတွေစုနေကြအဲ့တော့ကျွန်တော်မြန်မာနိုင်ငံပထဝီနိုင်ငံရေးရအိန္ဒိမာချင်း9နိုင်ငံရှိတယ်အိန္ဒိမာချင်း9နိုင်ငံမှာအိန္ဒိယကလူကြီးစမ်း1400ရှိတယ်ဟုတ်ကျွန်တော်မြန်မာနိုင်ငံစမ်း90လောက်ပဲရှိဟုတ်နော်ပြီးတော့အိန္ဒိယနိုင်ငံကနျူကလ িয়ার ပိုင်ဟုတ်ပြဒီကမှာတရုတ်နိုင်ငံလူကြီးရဲ့စမ်းထောက်ကျော်ရှိတယ်1300လောက်ရှိတယ်။ သူလည်းနျူကလ িয়ার ပိုင်ပြီးတော့ဒီဘက်မှာကျွန်တော်တို့ထိုင်းနိုင်ငံလာအိုနိုင်ငံနော်ဘင်္ဂလားဒေ့ရှ်တန်180လောက်ရှိနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကျွန်တော်တို့တိုင်းရင်းသားပြည်နယ်တွေဒီခွတ်ထွက်လို့မရခဏနေပါဦးအခုနေပြောသွားတယ်ခင်ဗျားပြောသွားတယ်အဲ့ဒီနိုင်ငံတွေကတချိန်ကမြန်မာနဲ့ဘာကွာလဲဟမ်1960နှစ်နေဝင်အာဏာမတိန်ခင်မှာအဲ့ဒီအခုပြောသွားတဲ့တိုင်းပြည်တွေကမြန်မာနဲ့ဘယ်လိုကွာလဲ အေးအဲ့လားအဖြေပဲတချိန်ကမြန်မာအောက်မှာကြာခဲ့တဲ့တိုင်းပြည်တွေအိန္ဒိယတို့တရုတ်တို့ဆိုတာငတ်နေတရုတ်ကထမင်းတောက်နေရတယ်အငတ်ဘေးဆိုင်ပြီးတော့ဟမ်ထမင်းတဘူးတော့ဘယ်လောက်လဲဆိုတော့ရောင်းစားနေရတဲ့အချိန်ဟမ်စပားတောင်လိုပုံစီအိုရေချိုးဆေးရောမီးလုံဆိုတဲ့မြန်မာအဲ့ချိန်မှာဟမ်အဲ့ဒီခက်ကနေဒီလိုဘဝရအောင်ဘလူလောက်ခဲ့တာလဲမင်းဖေခေါ်နေတဲ့အဲ့ဒီစစ်ခွေးခေါင်းဆောင်တွေလောက်ခဲ့လို့တိုင်းပြည်ရဲ့ဒီဘဝရောက်တာလေဟမ်တသက်ခိုင်တယောက်ရှိသေးတယ်ထပ်ပြောတာ အဲညီမကြီးရတယ်ဟိုအင်အားကြီးနိုင်ငံတွေဂျားထဲမှာရောက်နေလို့လေအဲ့ဒါအင်အားကြီးနိုင်ငံတွေဂျားထဲမှာရောက်လို့နှိပ်ကြွားတာလားကိုယ့်ကိုယ်နှိပ်ချပြီးနှိပ်ကြွားတာလားဟုတ်တယ်မလားကျွဲဝချမ်းသာတဲ့တိုင်းပြည်တခုလေအခုသူပြောရတဲ့တိုင်းပြည်တွေနဲ့ကျွဲဝချမ်းသာတဲ့နိုင်ငံလေးဘာဖြစ်လို့ဒီဘဝရောက်ရတဲ့စစ်တပ်ကဖြစ်စည်းလို့လေဒါဟိုဒီစစ်တပ်ကိုအတိတ်မှာလည်းစစ်တပ်ကဖြစ်စည်းခဲ့ပြီအနာဂတ်မှာလည်းစစ်တပ်ဟာဖြစ်စည်းနေတယ်ဟမ်နောက်နာမဲကာလမှာ စစ်တပ်ကိုထပ်ပြီးတော့ဥဆောင်ခိုင်းရအောင်မလားဒုက္ခပဲကွာခွတ်ခွတ်တာနဲ့အိမ်ဒီပါချင်းတွေရဲ့ဝါညိုခြင်းကြုံဖြစ်သွားအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားများဒီတော့ဒီပြည်တော်စုကြီးပါဒီတိုင်းရင်းသားရှစ်မျိုးလက်တွဲပြီးတော့နေမှအဲ့ဒီလူမျိုးတွေအမျိုးဘာသာတာဝန်တည်မြဲဥပမာမြေကျွန်တော်ရခိုင်ပြည်နယ်ကြည့်လိုက်ပါဆိုရခိုင်ပြည်နယ်ပြည်တော်စုကခွတ်ခွတ်လို့မရဘူးပြည်တော်စုကခွတ်ခွတ်တာနဲ့မကြခင်ပါ ရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြလိုက်မှကြည့်ရတယ်။ဟောဟုတ်လား။သူရခိုင်ပြည်နယ်ကိုပြလိုက်ရှိပြီလား။ဟမ်ရှိတဲ့မြတ်ဦးတော်မှစစ်တပ်ကအမြောက်နဲ့ထုလို့ဂုန်းနေမလား။ဟမ်တတော်ရခိုင်လူမျိုးကိုချစ်တဲ့လူပဲ။အော်ဒုက္ခ။ပြလိုက်မှကြည့်ရတယ်။ကျွန်တော်ပြောတာမယုံမရှိနဲ့။ပြူဆိုတာဒီကနေ့ပြလို့မရဘူး။ဘယ်မှလည်းပြူလူမျိုးပြလိုက်မှမရှိဘူး။အဲ့ဒီ message ကိုတော့ပေးလို့ပါတယ်။ကျွန်တော်နိုင်ငံမှာကဲဒါဒီနေ့ line ပေါ်မှာ လူတတော်များများဆဲနေတဲ့တယောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောသလိုပဲကျွန်တော်တို့နိုင်ငံရေးမှာနိုင်ငံရေးလုပ်တဲ့သူတွေကကျွန်တော်တို့အနေနဲ့ဆိုရင်ခင်ဗျားကပြောလိုက်မမီတဲ့သူတွေဖြစ်ကြပါအာဒီလူတွေဘာကြီးပြောနေလို့ကဘာဘာ plan ဆွဲနေတယ်အာသူတို့ပြောတဲ့စကားတွေကတတော်များဖြစ်ကြပါဒါဒီလိုလူမျိုးတွေဒါနေကျွန်တော်တို့ဥဆောင်ထိုက်တာလေအခုသူတို့စကားတကုံးထွက်လာဘယံမတာနေဆိုတော့ကိုဘာမဟုတ်တဲ့ကိုတွေပြည်သူအဆင့်အောင်တည်နေတယ်ဆိုတော့ဒီလိုလူမျိုးတွေကတိုင်းပြည်ကိုဥဆောင်မယ်ဆိုတာဒီတိုင်းပြည်တိုးတက်နိုင်မလားစိုးရိမ်နိုင်မလားအဲ့ဒါအဖြစ်ပဲ ။နော်စဉ်းစားကြည့်တိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုတိဆောက်လာတယ်မဟုတ်ဘူး။ဘယံမကားတွေပြောတာ။အဓိကသူပြောရတဲ့စကားတွေဘာလဲ။အာနာရှိတဲ့လူတစုအကြိုက်ပြောရတာ။ဘာပြည်သူတွေမှလည်းမဟုတ်ဘူး။ဘာလူမျိုးတွေမှလည်းမဟုတ်ဘူး။အာနာရှိနေတဲ့စစ်တပ်ခေါင်းဆောင်တွေအကြိုက်ကိုပြောရတာ။အဲ့ဒီအပြင်ဘာမှမပေါ်ဘူး။ဆိုတော့ဒီလိုလူမျိုးတွေကကျွန်တော်တို့ကိုဥဆောင်မယ်။ကျွန်တော်တို့ခေါင်းကတက်နေပြီးတော့ငါတို့ကနိုင်ငံခေါင်းဆောင်တွေပါလုပ်မယ်ဆိုတော့ကျွန်တော်တို့ကဟုတ်ကဲ့ပါလုပ်ပါဆိုပြီးတော့လက်စစ်ခံပေးတင်တာ ကျွန်တော်လွတ်အောင်ယုံတင်တာအဲ့ဒါပဲကြည့်ပါဒါကြောင့်မလို့ကျွန်တော်တို့ပြောတာလူမျိုးမခွဲနဲ့ဘာသာမခွဲနဲ့ဒီကာလမှာအာနာရှင်ကိုအမြစ်ကပြက်အောင်အတူတူဝိုင်းတိုက်ပြီးမှမင်းရမယ့်အခွင့်အရေးမင်းယူငါရမယ့်အခွင့်အရေးငါယူမယ်မကောင်းဘူးလားအဲ့လိုမဟုတ်ပဲနဲ့ဂျားထဲမှာဒီလိုနေမယ်ဆိုရင်တော့ကျွန်တော်တို့မျိုးစုံခလောက်ဆန်ခံပြီးပြီးတော့ဒီလိုပေါက်ပန်း50កောင်တွေကိုတဲ့ကျက်ဖြစ်အသုံးပြုပြီးတော့တော်လှန်ရေးကိုဖြိုခွဲတာခံရလိမ့်မယ်တတိထားပါရခိုင်ကိုနီလန်းပေါင်းစုံနဲ့ဖြိုခွင်းနေပါတယ် အင်အားရှိတဲ့ရခိုင်ဟာစီလုံးညီညွတ်မှုရှိတဲ့အတွက်အဲ့ဒီစီလုံးညီညွတ်မှုပြတ်အောင်ရခိုင်တွေကိုမျိုးစုံထုတ်တုံးပြီးတော့တို့ဘလူးကိုစက်ရုပ်ဖြစ်လုပ်လို့ရမလဲတို့ခိုင်းတာဘဒူလုပ်မလဲစောမြလင်းရသားလားဒေါက်တာအေးမောင်လားအခုဒီလူတာအဲဒါမျိုးပေါ့အကုန်လုံးတယောက်တယောက်ထုတ်ပြီးတော့ရခိုင်ရဲ့ညီညွတ်မှုကိုဖြိုးနေပါတယ်ဒါကြောင့်မလို့အချားလူမျိုးတွေအနေနဲ့ဒါကိုကြည့်ပါကိုလူမျိုးဖြိုးလိုက်ရင်ဘလို့တန်ပြန်မလဲဆိုတာကိုစဉ်းစားထားကြပါနော် တတိထားပါကျွန်တော်တို့စီလုံးမှုကိုဘာနဲ့မှဖြုတ်ွက်လို့မရဘူးဒါကိုစစ်ကောင်စီကကောင်းကောင်းတည်တယ်အဲ့ဒီအတွက်ရခိုင်ကိုနိုင်အောင်တိုက်ဖို့အတွက်အရင်ဦးဆုံးစီလုံးမှုပြုတ်ပြက်အောင်လုပ်နေတာပါ